ဒီနေ့တော့ hermeneutic အပိုင်းနှစ် A ကိုကျွန်တော်တို့ပြောမှာဖြစ်ပါတယ် hermeneutic အပိုင်းနှစ် A ကျမ်းစာရဲ့အနက်ဖွင့်သည့်ဘာသာရပ်ကျမ်းစာကိုရှင်းလင်းစွာယုံကြည်မှုဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်ငှကျင်ပါတယ်ကျွန်တော်တို့ကကျမ်းစာရဲ့အကြောင်းတစ်ခုကိုထုတ်မှန်တယ်လို့ယူဆတဲ့အခါမှာ တကယ်ပဲမှန်ကန်တယ်လို့လက်ခံတတ်ကြတယ်အဲ့လိုစံစာကိုယုံကြည်လိုက်ပြီဆိုလို့ရှိရင်စံစာကဒီလိုအတိတ်ပဲတက်ရောက်တယ်ဟိုလိုအတိတ်ပဲတက်ရောက်တယ်ဆိုပြီးလွယ်လွယ်လေးယုံကြည်လက်ခံလိုက်ခြင်းဖြစ်သွားရောအဲ့တော့စံစာကိုဘယ်လိုဖတ်ကြသလဲစံစာရဲ့ဆိုလိုရင်းကိုလွယ်လွယ်လေးနားလည်ယူလိုက် တာသလားတာလားဆိုတော့ကိုပြန်စဉ်းစားဖို့လိုပါတယ်။ကျန်းကျဲရဲ့အဓိကအစ်စ်မှန်ပေါ်ပြချက်ကိုကျွန်တော်အနေနဲ့မနှစ်တိမနှစ်သက်တိတိုင်အောင်မနှစ်သက်တဲ့အခါမှာမိမိလိုရာစိတ်ထင်ဆွဲယူပြီးတော့အခြားအတိတ်ပဲဖြစ်ဆိုလိုက်မိတတ်ကြတယ်။အဲ့တော့ကိုကျွန်တော်အထူးသတိပြုအောင်မှာဖြစ်ပါတယ်။ ကျန်းစာကိုကိုတင်တယ်လို့လွယ်လွယ်လေးအတိတ်ပဲယူလိုက်ချင်းဟာအင်ပတာမအန်တီများပါတယ်ဟာမနျူတစ်ရဲ့အခြေခံသဘောတရားဟာကျန်းစာကိုလွယ်လွယ်ကလေးယူဆလိုက်ခြင်းမဟုတ်ပါဘူးဖျားသခင်ရဲ့စကားကိုအတိတ်ပဲပေါ်တဲ့နေရာမှာအမှားအယွင်းမရှိဖို့လိုအပ်တယ် အဓိကအတိတ်ပဲအတိတ်ကြောင့်ကိုရေးသားသူရဲ့အတိတ်ပဲမပေါ်လွင်အောင်ထိမ်ဝဲထားခြင်းမရှိရပါဘူးဖျားခင်စကားဟာဆိုလို့ရှိရင်လျှို့ဝှက်ခြင်းတည်းရဲ့နောက်ွယ်မှာအတိတ်ပဲအပြည့်အဝရှိတတ်ပါပဲကျွန်တော်တို့တွေ့ဟွား၍အတိတ်ကြနားမလည်နိုင်တဲ့နော် ဒီအတိတ်ပဲပေါ်မှနားလည်နိုင်မဲ့ကြံ့ကျက်တွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။အရေးသားရဲ့နောက်ကွယ်မှာလေးနေတဲ့စံစာတွေအ내ဖွင့်ကြံတွေကိုလည်းကျွန်တော်တို့ဖတ်ချင်းအပြင်ကြံ့ကျက်ရဲ့ဆိုလိုရင်းကိုမလွဲမသွေပဲနဲ့တိုက်ရိုက်ကြည့်နားလည်နိုင်မှာဖြစ်ပါတယ်။စံစာကိုလွယ်လွယ်လေးနားလည်ခံယူလိုက်ချင်းမဖြစ်သင့်ဘူး။ ဆိုတော့ကိုသဘောပေါက်ရမယ်ဘုရားသခင်ကျမ်းစာကိုရေးသားခြင်းဟာလဲနားလဲစီဖို့ဖြစ်တယ်ဒါပေမဲ့လွယ်လွယ်လေးအတိတ်ပဲကြောက်ယူဖို့မဖြစ်သင့်ဘူးကျမ်းစာကိုအပေါ်ယံအမြင်ဖြစ်ယုံကြည်သည့်အကြောင်းအရာကိုအကျယ်တဝင့်ရှင်းပြရမယ်ဆိုလို့ရှင်ကျမ်းစာကိုရိုးရိုးလေးယုံပါလွယ်လွယ်လေးတော့မယူဆဖို့လိုပြန်တယ်ရှင်းလင်းမှုရိုးသားမှုနဲ့ နှုတ်ကိုရှိရင်အတိတ်ပဲမပြောက်ပြက်စေဖို့နော်စံပြထွေလာတဲ့အကြောင်းအရာတွေမရှိစေဖို့ရန်ရိုးရိုးလေးပဲစင်ကြင်ရမှာဖြစ်တယ်တတိပြုရမယ့်အချက်ဟာဆိုလို့ရှိရင်ချဲ့ထွင်ကိုးကားပြီးအတိတ်ပဲဖွင့်ဆိုလိုက်ပြီးဆိုလို့ရှိရင်နှုတ်ကိုမူလစာသားနဲ့အရေးသားအတိတ်ပဲတို့ဟာလွဲသွားစရာဖြစ်ပါတယ် ကျမ်းစာရဲ့အရေးသားတို့၌အတူကောက်အတိတ်ပဲအရေးသားအမှတ်သားပြုစရာမှတ်ချက်အရေးသားတွေပါဝင်နေတယ်ဆိုတော့ကျွန်တော်တို့တတိပြုအောင်မှာဖြစ်တယ်အဲ့တော့အတိတ်ပဲချက်ထွင်လိုက်တဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်အဓိကကြတဲ့ဆိုလိုရင်းအာအရေးသားသူဟာဥတီချက်လွဲသွားနိုင်တယ်အင်မတန်မှခွန်အားရတဲ့ကျမ်းချက်ဟာ ကျွန်တော်တို့ချဲ့ထွင်လိုက်ခြင်းအဖြစ်ရေရောထားတဲ့နွားနို့လိုဖြစ်ပြီးတော့အကြောင်းအရာလေးနက်မှုမရှိဘဲနဲ့အရသာအတိတ်ပဲပေါ်လျော့သွားနိုင်တယ်ဒါတွေမကောက်မစီလျော်တဲ့အချားချမ်းပက်တင်တယ်လေရောထွေးသွားနိုင်တယ်လက်ခံနိုင်ပွဲအချက်လက်တို့ပျောက်ကွယ်သွားပြီးတော့အကြောင်းရင်းမညီညွတ်တဲ့အချားအချက်တွေလည်းပါဝင်လာတတ်တယ် ချက်တွင်ကိုကလိုက်ခြင်းဟာရိုးရှင်းဖြောင့်တန်းတဲ့အတိတ်ပဲရှိခဲ့ရင်တောင်မှအဲ့ဒီကြမ်းကျက်ဟာအတိတ်ပဲရှင်းလင်းသောအခြားကြမ်းကျက်တွေနဲ့ဆန့်ကျင်ပက်ဖြစ်လာနိုင်တယ်ဆိုတော့ကိုတွေ့ရပါတယ်အတိတ်ပဲတလွဲစီသက်ရောက်သွားနိုင်တယ်ကျန်းစာကိုလွယ်လွယ်လေးအတိတ်ပဲဖွင့်ဆိုမှုဟာဥပမာတစ်ခုအနေနဲ့စင်ကျင်ရမယ်ဆိုလို့ရှိရင်ထွမြောက်အောင်ကျန်းအခန်းကြီး20အခန်းငယ်17မှာ ကြံ့ကြက်တစ်ချက်ကအကြောင်းမူကားသာရဖျားစီကောင်းကင်မြေကြီးတမုတ်တရာအရရတို့၌ရှိသမျှတို့ကို6ရက်တွင်ဖန်ဆင်း၍တတ္တမနေရ၌ညီဝစွာနေတော်မူ၏ထို့ကြောင့်သာရဖျားစီတတ္တမနေရကို ကောင်းကြီးပေး၍တန်ရှင်းစေတော်မူ၏ဒီကြံ့ကြက်ကိုကျွန်တော်လွယ်လွယ်လေးဖတ်မယ်ဆိုလို့ရှိရင်6ရက်ဆိုတဲ့စကားဟာ24နာရီ 6ကြိမ်ကိုဆိုလိုတာလားရေးသားတဲ့မောရှိကရောဘယ်လိုနားလဲတလဲအဲ့ဒီပုံမှာကျွန်တော်စင်ကြဲမှာဖြစ်တယ်မိတ်ဆွေနေနဲ့ကောဘယ်လိုအတိတ်ပဲကောက်ယူမှာလဲကျွန်တော်တို့ကျန်းစာကိုလွယ်လွယ်လေးနားလဲလိုက်ချင်းထင်းမြင်တွေးဆလိုက်ချင်းရှိတတ်တယ်အကယ်၍နော်လေးနဲ့တဲ့အကြောင်းအရာတွေကို စင်ကျင်မိခဲ့ရင်တောင်မှကျန်းစာတက်ကလေးနဲ့တဲ့အကြောင်းအရာများသာဖြစ်ရမယ်ကိုပိုင်ယူဆထင်မြင်ချက်တွေမဖြစ်စေရပါဘူးတချို့ခရိယံယုံကြည်သူတွေကပုံတည်သတ်မှတ်တတ်ကြတယ်ဆိုလိုရင်းအဓိပ္ပာယ်ကိုမစင်ကျင်ပဲနဲ့ရိုးရိုးပဲဒဲ့တိုးပဲနော်အရေးသာအတိုင်းပဲယုံတတ်ကြတယ်ဥပမာအဖြစ်ကျွန်တော်တို့ချစ်သူတို့သာဝဖရား မှာကာလတရက်စီအနှစ်တစ်ထောင်ကဲ့သို့၎င်းအနှစ်တစ်ထောင်စီတရက်ကဲ့သို့၎င်းဖြစ်စီအရာတစ်ခုကို မမေ့လျော့ချနှင်းဆိုပြီးမှနှစ်ပေအခန်းကြီး38မှာ ပေါ်ပြတဲ့ကြမ်းချက်ကိုဆင်ကျင်တဲ့အခါမှာအရေးအသားတိုင်းကျွန်တော်တို့ဆင်ကျင်မဲ့ဆိုရင်ခရဖျားတရက်ကနှစ်တစ်ထောင်လို့ယူရမှာလားတကယ်ပဲယူရမှာလားအဲ့လိုတကယ်ပဲယူမယ်ဆိုလို့ရှိရင်เนาะ ကျမ်းပိုက်ကတရက်ကို1000ဆိုပြီးမှကျွန်တော်တို့သင်္ချာနည်းနဲ့အတိအကျတွက်ချက်ပြီးတော့ကျမ်းစာဒီလိုပေါ်ပြတယ်လို့ကျွန်တော်ယူဆလိုက်ရင်ယေရှုခရစ်တော်သင်္ချိုင်းထဲမှာနှစ်ပေါင်း3000ရှိနေခဲ့တာလားလို့မေးစရာဖြစ်တယ်နော်တကယ်တော့ဒီလိုဆိုလိုတာမဟုတ်ပါဘူးဒါမျိုးလေးတွေပေါ့နော်ကျမ်းစာကဒီလိုရေးထားတယ်ဒီလိုပေါ်ပြတယ်ဆိုပေမဲ့အဲ့ဒီပုံမှန်ကျွန်တော်စင်ကျင်တော့တွေးတတ်ဖို့လိုတယ် ဆိုဖျားသခင်ဆိုလို့ဒီနေ့သဘောဟာဖျားသခင်ဟာအချိန်ကိုစိုးမှုတယ်ဆိုတဲ့သဘောကို ပြောခြင်းဖြစ်ပါတယ်ကာလဒေတာအလိုက်တတိမူဖို့လိုအပ်တယ်ကျမ်းစာကိုလွယ်လွယ်လေးအရှိကို အရှိတိုင်းရေးသားပြောဆိုထားသည့်အတိုင်းတဲ့တဲ့မှမှတ်ကြည့်လိလာသုံးသပ်ကြတယ်အဲ့ဒီဟာအကြောင်းအရာတစ်ခုရဲ့နောက်ွယ်မှာလေးနဲ့တော့အတိတ်ပဲ စင်ကျင်သုံးသပ်ဖို့လိုအပ်တယ်ဆိုတော့ကိုကျွန်တော်သိရမှာဖြစ်ပါတယ်တချို့ယုံကြည်သူများဟာကျမ်းစာကပြောတဲ့အတိုင်းလိုက်လျှောက်ကြတယ်မိမိကိုမိမိဂုံယူဝင်ကြွားကြတယ်ကျေနပ်ကြတယ်အမှန်တကယ်သာကျမ်းစာကပြောတဲ့အတိုင်းတချို့ကြံပိုက်တွေကိုလိုက်နာရမယ်ဆိုရင်တော့အင်မတန်ခက်ခဲပါလိမ့်မယ်ပြဿနာလည်းအင်မတန်ကြီးပါလိမ့်မယ်ဥပမာအားဖြင့်ကျွန်တော်ကျမ်းပိုက်တစ်ခိုက်ကိုကြည့်တဲ့အခါမှာသူများကိုမပြစ်မနဲ့ရှေးပညာက ရှင်းပြစကားကိုသင်တို့ကြားရပြီတဲ့ငါပညတ်တီကကိလေသာစိတ်တဲ့သူ့မယားကိုချိရှုတော်သူစီစိတ်နှလုံးထဲမှာမိမနဲ့ပြတ်မှားပြီထို့ကြောင့်လက်ရမျက်စီဖြစ်တော်လဲနော်သင်ကိုမှားယွင်းစေလျင်ထိုမျက်စီကို ထုတ်ပြစ်လောတကိုယ်လုံးငရဲသူချချင်းကိုခံရသည့်တဲ့အင်္ဂါတစ်ခုပြတ်တော်တာ၍ကောင်း၏ထိုနည်းတူလက်ရလက်ဖြစ်တော်လဲသင်ကိုမှားယွင်းစေလျင်နော် လက်ကိုဖြတ်ပစ်လို့တဲ့နော်လက်ကိုဖြတ်ပစ်ပါတဲ့တကူလုံးငရဲကိုကြချင်းတဲ့အင်္ဂါတစ်ခုသာပြက်ပြက်တော်သာပြည့်ကောင်းဤလို့ရှင်မတဲ့အခန်းကြီး9ငယ်29ကနေ30မှာယေရှုခရစ်တော်တင်တင်လိုက်တယ်အဲ့တော့ဒီကျမ်းစာအတိုင်းကျွန်တော်လိုက်လျှောက်ပြီးမျက်လုံးကိုဖောက်ပြရမှာလားလက်ကြီးကိုဖြတ်ပြရမှာမဟုတ်ပါဘူးပြောချင်တာကဖျားသခင်ခရစ်တော်ရဲ့ပြည့်ညတ်ချက်ဟာ နော်တကယ်ပဲတင်းတို့ဒီပညာချက်ကိုမောရှိရဲ့ပညာချက်ကိုလိုက်လျှောက်မယ်ဆိုရှင်မလွယ်ကူဘူးဆိုတော့ကိုနားလေကိုရေးသားခြင်းဖြစ်တယ်အဲ့တော့ဒီကျမ်းစာကိုဖတ်တဲ့အခါမှာလည်းဖခင်ရဲ့ရှုတော့မှာတွက်ချစ်ရသလိုလူရဲ့ရှုတော့ကနေလည်းပြန်တွက်ချက်ရဂန္ဓာလေးတွေရှိတယ်ဒါကြောင့်လူနဲ့ဖခင်ကြားမှာယေရှုခရစ်တော်က it's a he's a mediator ပေါ့နော်ဂျားတဲ့ကနေဖြည့်ရှင်းပေးတယ် မောရှိရဲ့ကြံ့ကျက်နဲ့အခုခရစ်တော်ရဲ့ပြောတဲ့ကြံ့ကျက်တို့ကိုကြားထဲမှာနော်အာဒီဒီဒီသဟစာတာဖြစ်အောင်နှိမ့်နိုင်ပေးတဲ့လူတို့နဲ့ဗျာကြားမှာရှိတဲ့လူခရစ်တော်ဆိုပြီးကြံ့ကျက်တစ်ချက်ကပေါ်ပြတာနောက်တစ်ခါကျွန်တော်တို့နှစ်ပေခန်းကြီး၃အငယ်၈ကိုတကကြည့်ပြန်ရည်လဲနော်ဘုရားသခင်ဖန်ဆင်းတဲ့အချိန်တိုင်းတောက်ကိုကျွန်တော်ကြည့်ရအောင်နော်ဖြစ်သူတို့ထာဝရဘုရား မာတဲ့ကာလတည့်ရက်တည်အနှစ်တထောင်ကဲ့သို့၎င်းအနှစ်တထောင်ပြည်တရက်ကဲ့သို့၎င်းဖြစ်သည်အရာတစ်ခုကိုမမေ့လျော့ချမည်နော်တရက်ကအနှစ်တထောင်ဆိုတော့ကျွန်တော်ကျွန်တော်ရှင်းပြပြီးပြီအဲ့အတိုင်းတိကျပြောဖို့မဟုတ်ဘူးအဲ့ဒီမှာရှင်ပေတုပြောတာကခရစ်တော်ကဖခင်သခင်ကစိတ်ရှည်စွာနဲ့ဆောင်ဆိုင်ခြင်းသီးခံခြင်းကိုပေါ်ပြခြင်းဖြစ်တယ်ဆိုတော့ဆက်လက်ပြီးမှကျွန်တော်ဖတ်ရှုအောင်မှာဖြစ်တယ် ဲ့တော့ကြမ်းကြက်ရဲ့တွက်ကိန်းတွေဟာလူကိုဖန်ဆင်းခြင်းမရှိသေးခင်ရက်ကိုပြန်ကြည့်တဲ့အခါမှာ24နာရီဖြစ်စီတဲ့နေမင်းနဲ့လတွေကိုမဖန်ဆင်းခင်ကတိုင်းတာချက်ဖြစ်တယ်အဲ့ဒီအချိန်ကာလဖြစ်တယ်ဆိုတော့ကျွန်တော်သဘောပေါက်ရမှာဖြစ်တယ်ဆိုတော့ခုနေ့ဖန်ဆင်းတယ်ဆိုတော့ကလည်းနေဦးမဖန်ဆင်းခင်ကာလမှာ ဖန်ဆင်းတဲ့ရက်တွေကိုပြောခြင်းဖြစ်တယ်24ခုနှစ်က24နာရီဟာလာ6ကြိမ်ကိုပြောခြင်းမဟုတ်ဘူးဆိုတော့ကျွန်တော်သဘောပေါက်ရအောင်နော်ဆိုတော့စစ်ကြဝလာကြီးတစ်ခုလုံးဖန်ဆင်းတဲ့ခံမှာ24နာရီနဲ့မပြီးနိုင်ပါဘူးဒါကိုကျွန်တော်သဘောပေါက်ရအောင်ကျန်းစာမှာကျွန်တော်ဒါက new perspective လို့ခေါ်တဲ့စင်ကျင်တွေးတော်ခြင်း6ရက်ဖန်ဆင်းနေဆိုတော့24 6ကြိမ်မဟုတ်ပါဘူးဆိုတော့ကိုယ်လည်းကျွန်တော်တို့သိထားဖို့လိုတယ်အဲ့တော့ ကျန်းစာအရကဘာမြေကြီးဟာနေနဲ့လောက်ကိုဖန်ဆင်းခြင်းမရှိခင်ကတည်းကဖန်ဆင်းထားတယ်ဆိုတော့ကျွန်တော်သိရဖို့လိုပါတယ်ကဘာမြေကြီးနဲ့ကောင်းကင်ကိုအစကတည်းကဖျားသခင်ကကြိုတင်ဖန်ဆင်းထားတယ်အဲ့တော့စုစုပေါင်းဘယ်နည်းရဲ့ခုနှစ်ရဲ့ဖြစ်ကြောင်းသိရတယ်အဲ့ဒါကိုကျွန်တော်တို့ကနားလေတဲ့ခါမှာဩကျန်းစာရဲ့ဆိုလိုရင်းဟာဒီလိုပါလားဒီလိုပါလားဆိုပုံစံလေးယူဖို့မလိုဘူးပေါ့နော် ရိုးရိုးရှင်းရှင်းလေးလက်ခံတာဆိုတော့များလည်းပဲเนาะကျွန်တော်တို့ကပို့ပို့တန်တန်နဲ့လေးနိုင်မှုမရှိတဲ့သဘောတရားကိုကျွန်တော်တို့ခံယူလိုက်ရင်အတိတ်ပဲလွဲသွားနိုင်တယ်ဆိုတော့ကိုကျွန်တော်ဒီနေ့အတွက်เนาะကျန်းစာကိုဘယ်လိုခံယူရမလဲဆိုတဲ့အကြောင်းလေးကိုဒီကျန်းစာရှင်းလင်းခြင်းအနှစ်အဓိပ္ပာယ်ဖော်ပြခြင်းအပိုင်း1အေကိုကျွန်တော် အနေငယ်ဝေငှခြင်းဖြစ်ပါတယ်။ယုံကြည်သူခရိယန်တိုင်းကျမ်းစာကို နားလည်ပြီးအနေဂျေပယ်ကိုတိကျစွာခံယူနိုင်ကြပါမယ်အကြောင်းဒီ lesson လေးကိုပေးခြင်းဖြစ်ပါတယ်။ရောက်စီတိုင်းကိုဖျားခြင်းကောင်းချီးပေးပါစေ။